ဒါပေမဲ့ကျမတို့ပြည်သူအများစုမှာတော့ဒါမန်နဲ့ယုံထလို့စိတ်ရှိနေကြရဆိုတော့ကျမတို့တွေ့ရပါတယ်။ဒါကိုကျမဥပမာတစ်ခုနဲ့ထပ်ပြီးတော့ဆွေးနွေးကြပါရရှင်။ဒါကျမတို့ကောက်ခဲတဲ့စတန်းမှာဆိုရင်ဒီလိုမျိုးအခက်အခဲတွေကြုံရတဲ့အချိန်မှာဘလို့အကူအညီလိုအပ်တယ်လေလို့မေးမြန်းခဲ့ပါတယ်။အများစုကတော့အလောက်ကန်အခွင့်အလမ်းလို့ဖြေကြပါရရှင်။ဒါအခုပြထားတဲ့ဒီ PowerPoint slide မှာမြင်ကြတဲ့အတိုင်းပဲပေါ့လေ။ ညာရေးကိုတော့မှဦးစားမပေးနိုင်မယ်နဲ့အလောက်ခံရရှိရေးကနံပါတ်1ဦးစားပေးလို့မျိုးဖြစ်နေအောင်ကျွန်တော်တို့တွေ့ရတယ်ဒါကဘာကိုပြနေလဲဆိုရင်ဒီ between sit လို့ဖြစ်နေတဲ့နိုင်ငံတစ်ခုမှာနေနေကြတဲ့ကျမတို့ပြည်သူတွေကကိုကိုကိုအာကူးလို့စိတ်မြင့်မာလို့ဆိုတော့ကျမတို့တတိပြုနိုင်ပါတယ်အခုဆိုရင်ဒီနေရာအများစုမှာဒီနိုင်ငံတကာရဲ့ဒီလူသားချင်းစာနာမှုဆိုင်ရာအကူအညီအထောက်ပံ့တွေကလိုအပ်နေတယ်ဒါပေမဲ့ဒီအထောက်ပံ့တွေကိုကျမတို့ပြည်သူတွေကမျှော်လင့်နေကြတာမဟုတ်ဘူးရှင့် သူများလာကူမကဲမဒါပြည့်လေနိုင်မဲ့မိကိုအားထားမှုမျိုးကို ကျွန်တော်တို့ပြည်ကိုပြည်သူတွေကမျှော်ကိုးနေကြတာမဟုတ်ပါဘူးကိုကိုကိုအားကိုးနိုင်ဖို့ကိုပဲဒါမျှော်လင့်နေကြဖြစ်ပါရဲ့ရှင်